ဖို့ရနေကြိုးစားလိုက်ပါရရှင့်ဒါလေးကတော့မင်းတို့ရဲ့ရေခဲ တုတ်ဖို့เนาะအစုံလေးဖြစ်ပါတယ်ဒါလေးကတော့မင်း300ရာတော့ကော900 ml ရေခဲတုတ်ခွက်လေးဖြစ်ပါရဲ့ရှင်အဲ့ဒီထဲကိုမင်းကဒီချစ်ထားတဲ့ရေခဲလေးလေးကိုခွက်အပြည့်လေးထည့်มาဖြစ်ပါတယ်ဒီနေ့သုံးမယ် juice လေးကတော့မင်းတို့ချင်းမိုင် CM brand ဒီအစီလေးကိုပေါ့เนาะသုံးထားခြင်းဖြစ်ပါရဲ့ရှင်ဒါပေမဲ့သုံးထားတဲ့ဟာဆေးဆိုလို့ရှင်เนาะဒီ CM က orange ရဲ့ light chi ရဲ့ကိုသုံးထားတာဖြစ်ပါတယ်စမ်းလို့လွယ်ကူအောင်အတွက်မင်းက ညီမမထားပြီးတော့မှ topping လေးကြောက်ကြောမဲရဲ့ပင်ပွားရဲ့ ဒီပင်ဖိန်းရဲ့ဂျယ်လီရဲ့ပေါ့နော်ပြီးလို့ရှိရင်ကြောက်ဖျုံယူနာနဲ့ယူတွေကိုသုံးမှဖြစ်ပါရဲ့ရှင်။ဒါလေးကိုသုံးပြီးတော့ပေါ့နော်အရင်ဆုံးဒီကောင်လေးကတော့ DCM Orange ပေါ့အဲ့ဒီကောင်လေးကိုမြင်တဲ့ချမ်းဆန်းနိုင်ပေါ့နော်အထဲအထိစိတ်ဝမ်းအောင်လို့30 20 30 ml လောက်ပေါ့နော်ဟန်လောက်လေးဆန်းပါတယ်ပြီးလို့ရှိရင်ဒီဘက်ကိုမြန်မာဒီ CM ပေါ့နော်ဒီလိုက်ချီပေါ့အရောင်ဖြောက်မှဆိုလို့မင်ကဝင်းနာ pink color လေးနဲ့ထွဲပြီးတော့မှထည့်ပြီးတော့ဆန်းတာဖြစ်ပါရဲ့ရှင်ဒီကောင်လေးကိုလည်း20 ml လောက်ပဲဆန်းလိုက်ပါမယ် ဒါလေးကမင်းက2 color လောက်တာဖြစ်ပါရဲ့ပေါ့နော်1 color လောက်ချင်နေတူဆိုလို့ရှိရင်လေ 40ml လောက်စမ်းလို့ရပါရဲ့ရှင်ပြီးတော့အဲ့နဲ့မင်းတို့ကဒါလေးကပေါ့နော်노စီထည့်ပါတယ်노စီနဲ့ငယ်ထည့်ပြီးလို့ရှိရင်ခုနကတော့မင်းမင်းပြတဲ့ဒီ topping လေးခုချင်းစီကိုလိုက်ပြီးတော့ထည့်မှာဖြစ်ပါရဲ့ရှင် topping လေးကတော့မင်းပါရှိမလဲဆိုလို့ရှိရင်တော့ပေါ့နော် ။ topping လေးတွေဆိုလို့ရှင်တော့မင်းတို့ကဒီမှာကြောက်ကြောမဲပေါ့နော်။ကြောက်ကြောမဲဂျာက morning ရန်ကုန်ကထုတ်တယ် grass daily ကြောက်ကြောမဲလေးတုံးထားဖြစ်ပါရဲ့။ပြီးတော့ရှင်ဒီ morning ရန်ကုန်ထုတ်တဲ့ဒီပင်ပင်ဖိန်းပေါ့နော်ပင်ဖိန်းကမှဝင်မင်းက pink ကတုံးထားတဲ့ပင်ဖိန်းလေးဖြစ်ပါတယ်ပြီးလို့ရှင်တော့ဒါလေးကတော့ rainbow jelly လေးထင်မှာဖြစ်ပါတယ်ပြီးလို့ရှင်မင်းတို့ကနက်နက်ယိုလေးထည့်လိုက်ပါမယ်ပြီးရင်ကြောက်ဖြုံယိုအဖြူအနီးအစိမ်းလေးတွေလည်းအနည်းငယ်ထည့်လိုက်ပါမယ်ရှင့် ပြီးလို့ရှိရင်တော့မမင်းကအပေါ်ဆုံးကနေပြီးတော့ပင်ပွားလေးထည့်มาဖြစ်ပါတယ်။အခြား topping လေးတွေလည်းကိုစိကိုရှိရင်ရှိသလောက်ထည့်လို့ရပါတယ်ရှင့်။ဒီတစ်ခွက်ဆိုလို့ရှိရင်တော့မင်းတို့ကဒီမှာဆိုလို့ရှိရင်2000လောက်ပေါ့နော်။2500လောက်ရောင်းလို့ရပါတယ်ရှင့်။အဲပြီးတော့လည်းမင်းတို့ကအခုဆိုရင်ပေါ့နော်အရန်မိုက်တဲ့ဒီ ဟိုရေကတော့ရရဖြစ်ပါရဲ့ပါစယ်လေးပိုးကဟာအဆင်ပြေတဲ့ခွက်လေးဖြစ်တော့ကြောင့်မို့ဒီခွက်လေးမှာအဖုံးလေးနဲ့ပါပါရဲ့ရှင်ဒီလိုမျိုးအဖုံးလေးပိတ်ပြီးတော့မှပါစယ်ယူရလို့ရှိရင်လည်းမမှောက်တော့ပါဘူးရှင်ဒါလေးကတော့ငါရဲ့အမေခွက်လေးကိုတုံးထားပြီးလို့ထားဖြစ်ပါရဲ့